စီကြီးတော့ရှိပါတယ်။စောင်းကြီးလည်းရှိတယ်၊ကျိုးနဲ့အိုးနဲ့ဒီတိုင်းထားတယ်။တီးတဲ့လက်မရှိဘူးဆိုရင်တော့မြည်ပါမလား။မမြည်ပါဘူးခင်ဗျာ။အေးစီကြီးတော့ရှိတယ်ဘယ်သူမှလာပြီးလက်နဲ့လည်းမတီးဘူးဒုံးနဲ့လည်းမခောက်ဘူးဆိုရင်မမြည်ဘူးအေးအဲ့ဒါမျိုးလိုပဲမျက်စီတော့ရှိတယ်အပြင်မှာဒုံးနဲ့အလားတရံတူတဲ့လက်နဲ့အလားတရံတူတဲ့အာယုံကလာပြီးမတိုက်ဘူးဆိုရင်အတန်ခုနကစီမှာ လက်နဲ့မတီးရင်အတန်မထွက်တယ်လို့ပဲမျက်စိကိုရူပါယုံကလာပြီးတော့မတိုက်ဘူးဆိုလို့ရှိရင်မထိကပ်ဘူးဆိုလို့ရှိရင်မြင်သိစိတ်ပေါ်နိုင်မှာမလားမပေါ်နိုင်ပါဘူးခင်ဗျာအဲ့ဒီသဘောလေးတွေကိုစဉ်းစားကြည့်မြင်သိစိတ်ဆိုတာရှိနေတာမဟုတ်ဘူးခုကြည့်ရူပါယုံကလာလာအဲ့တော့ရူပါယုံဆိုတဲ့ဒီအစင်းလေးကဘာနဲ့ဥပမာတူတော့ဆိုရင်စီတီးတယ်ဆိုတာတော့လက်နဲ့တီးရင်ရူပါယုံကလက်နဲ့တူတယ်စီမျက်နှာပြင်က စကုပ္ပတာရယုံနဲ့တူတယ်လို့ဒီလိုပြောရမှာပေါ့မှန်ပါပါခင်ဗျာအဲ့တော့ရူပယုံနဲ့စကုပ္ပတာရနှစ်ခုဆုံလိုက်တာဒါတိုက်ခိုက်လိုက်တာလို့ခေါ်တယ်ကြည်တစ်ခုခုနဲ့ဝင်တိုက်လိုက်လို့ရှိရင်ဒိုင်းနဲ့မမြည်ဘူးလားမြည်ပါတယ်ခင်ဗျာအဲဒါလည်းပဲသူ့တဘာဝရဲ့စွမ်းအားဟာပြင်းထန်နေတော့တိုက်ခိုက်မှုပါကြည်တိုက်ခိုက်မှုကလျှက်စစ်မိโจနှစ်ခုတိုက်တဲ့အခါမိတွေမထွက်ဘူးလားမှန်ပါတယ်ခင်ဗျာ အဲ့ဒါမျိုးလိုပဲဒါတိုက်ခိုက်မှုလို့ခေါ်တယ်မျက်စိနဲ့ဒီခန္ဓာကအစင်းအာယုံနှစ်ခုစုံလိုက်တာဒါတိုက်လိုက်တာပဲဒိုင်းငနေဆိုတဲ့အတန်ထွက်သွားတယ်လို့ပဲအသိစိတ်လေးရဲ့ဘွားကနေပေါ်လာတာကြည့်မှန်လားဗျာဒီသဘောကိုပြောတာရှိနေတာမဟုတ်ဘူးပေါ်လာဖြစ်လာအကြောင်းကြောင့်ဒါဘုရားမြတ်စွာဘုရားကသုတ်တန်ဒီမှာဟောတယ်လေကြည့်အဲ့ဒါလေးမပြောခင်တခုမှတ်လိုက်အောင် အာယုံ6ပါးဆိုမှတ်လို့ခုနကစိတ်ရဲ့အခြေခံ base တွေကဝိထုယုတ်က6ခုအဲ့ဒီဝိထုယုတ်6ခုဟာအခြေခံအဲ့ဒီအခြေခံကိုလာပြီးတော့တိုက်မဲ့အကြောင်းတရားကအာယုံလို့ခေါ်တယ်စိတ်ရဲ့ပျော်မွေ့ရာစိတ်ရဲ့ပျော်မွေ့ရာဖြစ်လို့အာယုံလို့ခေါ်တာစိတ်ကနေပြီးတော့ဒီ ိတ်ဖြစ်လိုက်တာနဲ့တပြိုင်နက်ဘယ်ကိုသွားတာတုံးဆိုအဲ့ဒီကိုရောက်သွားတာအာယုံကိုရောက်သွားတာနော်အဲ့ဒီအာယုံကစာပေလို့ပြောရင် တိကရူပယုံဗမာလူမျိုးတွေကဒီဗုဒ္ဓရဲ့အဘိဓမ္မာဝေါဟာရတွေနဲ့ယဉ်နေပြီသားပါရူပယုံနဲ့နော်ရူပယုံဆိုတာတခြင်းနဲ့တောင်ထည့်ဆိုးနေကြလေတာပဲတတ္ထာယုံနဲ့မျက်စိကမြင်ရတဲ့ဟာကိုရူပယုံလို့ခေါ်တယ်ရူပ အာရမဏရူပဆိုတာအစင်းအာရမဏဆိုတာစိတ်ရပျော်မွေ့ရာဒါနှစ်ခုပေါင်းစပ်ပြီးတော့အာရမဏဆိုတဲ့စကားလုံးကိုအာယုံလို့ပြန်လိုက်တာရူပယုံအတန်းအတန်းဒီပင်လင်စိတ်ရပျော်မွေ့ရာဖြစ်လို့တတ်တယ်စိတ်ရပျော်မွေ့ရာဆိုတော့ဟိုလိုလည်းမတွေးလိုက်နဲ့အောင်နော်ဆူညာနဲ့အတန်းနဲ့စိတ်ကမပျော်ဘူးမှန်ပါပါဟုတ်ကဲ့လား ဂီတတန်နဲ့တော့ပြောတာပေါ့အဲ့ဒီလိုပြောတာမျိုးမဟုတ်ဘူးဒီစိတ်ဟာအာယုံနဲ့ကင်းပြီးတော့မဖြစ်တော့ဒီအာယုံပေါ်လာတာနဲ့တပြိုင်နဲ့စိတ်ကရောက်သွားတာတောအကလေးတွေပေါ့ဗေဒိဗေဒိဆိုရင်ရောက်လာကြတာဟုတ်လားတခြင်းတန်ကြရင်ဝင်လာကြကြေးလာကြတာဟောအဲ့ဒါမျိုးလို့ပေါ့စိတ်ကလည်းပဲအာယုံရှိရကိုရောက်ရောက်သွားတာကိုဒီလိုဆွလို့တယ်နော်မှန်လားပါဗျာကဲနောက်တစ်ခုက ခန္ဓာယုံနဲ့အနတ်အနတ်ဒီပင်စိတ်ရဲ့ပျော်မွေ့ရဖြစ်လို့ခန္ဓာယုံနောက်ရတယုံအရသာလျာနဲ့တည်ရတဲ့အရသာချိုးတဲ့ချင်းတဲ့ငန်တဲ့စက်တဲ့ခါရဲဆိုတဲ့အရသာအဲ့ဒီအရသာလည်းစိတ်ရဲ့ပျော်မွေ့ရဖြစ်သောကြောင့်ရတယုံဖုတ္တဗာယုံဆိုတာဖုတ္တဗာဆိုတာ ခန္ဓာကိုယ်ကိုလာထိတာဖုတ္တဘာဆိုတာတခြားဟာကို ပြောတာမဟုတ်ဘူးကြည့်ရူပယုံဆိုတာခုနရုပ်ရှိခုထဲမှာ ပါတဲ့အစင်းကလေးနော်မှန်ပါပါဗျာတတ္တယုံဆိုတာအเจ้าကြောင့်ပေါ်လာတဲ့အပံကလေးခန္ဓာယုံဆိုတာခုနရုပ်ရှိခုအစုထဲမှာပါနေတဲ့အနံ့ကလေးရတ္တယုံဆိုတာလည်းရုပ်ရှိခုအစုထဲမှာပါနေတဲ့အရတာကလေးနော်မှန်ပါပါဖုတ္တဘာယုံဆိုတာဘုသူပြောတာတုံးဆိုရင် ထဝီရေတေဇောရေဝါယောရေအဲ့ဒီသုံးခုကိုပြောတာရှိလေတခုခုစမ်းကြည့်လိုက်မယ်စမ်းကြည့်လိုက်မယ်ဆိုရင်ထမင်းချက်တဲ့အခါမှာထမင်းစီလေးကိုခုကိတော်တဲ့တိုင်မာတွေဘာတွေနဲ့ချက်တာဆိုတော့စမ်းညမှာစမ်းညမှာရှေးတမတော့ရောင်းမလေးနဲ့ခေါ်ပြီးတော့ထမင်းကျက်မကျက်နတ်မနတ်စမ်းရတယ်ပြီးတော့မှငှဲ့ပြရတာခုကိတော်ဒါတိတ်မစမ်းကြတော့ဘူးနော်ရှေးတော့က ဒီလိုအမျိုးသမီးတွေဆိုတာတော်တော်များများမိဖို့ကြောင့်လည်းမှနေပြီးထမင်းချက်ရတာမှန်ပါပါထမင်းချက်ရတဲ့အခါကျတော့ဘာလို့ရတော့ဆိုလို့ရှိရင်ထမင်းနံမနက်ကိုလက်ကလေးနှစ်ချောင်းနဲ့ဆန်းဆန်းကြည့်ရတဲ့အလေးထားရှိခဲ့တယ်တစ်ချိန်တုန်းကပြောတာနော်ကနေ့ခေတ်အမျိုးသမီးတွေမပြောပါဘူးအဲ့တော့အမျိုးသမီးတွေကိုမနက်ကြီးကဘယ်လိုပြောတော့ဆိုရင်ဟိုဘိက္ခုနီမတယောက်တောထဲမှာနေတဲ့အခါကျတော့ ဒါလောက်လေးနဲ့တဲ့တရားကိုတဲ့နင့်တို့လက်နှချောင်းပညာလေးနဲ့သိနိုင်ပါမလားလို့ပြောတာနင့်တို့လက်နှချောင်းပညာလေးနဲ့မသိနိုင်ဘူးလို့မနတ်ကြီးကဒီလိုပြောခဲ့ဘူးလေနတ်တန်တွင်ကုလပညာယနတ်တန်တွင်ကုလပညာယလက်နှချောင်းပညာလေးဆိုတာအဲ့ဒါထမင်းချက်တဲ့ခါမှာစမ်းစမ်းကြည့်တဲ့ဟာလေးကိုပြောတာမှန်ပါဗျာနော်ဒီကနေ့ခေတ်တော့လက်နှချောင်းပညာတောင်မရှိတော့ဘူး အဲ့ဒီလက်နှချောင်းလေးနဲ့စမ်းပြီးတော့မှသိတဲ့အတိကလေးနဲ့ဒီထူးခြားနဲ့နဲတဲ့တရားတွေသိနိုင်ပါမလားလို့မနက်ကနှိမ်ပြီးတော့ပြောတဲ့စကားအဲ့ဒီစကားအဲ့တော့ဟိုကဘိက္ခုနီမကလည်းဘယ်ခံမလဲနော်မှန်ပါဗျာအမြဲတမ်းထူးခြားတဲ့တရားတွေကိုငါသိပြီးပြီမင်းလာမပြောနဲ့ပေါ့ဟုတ်လားလာမပြောနဲ့ငါသိပြီးနေပြီတန်ယုတ်ထဲမှာဘိက္ခုနီတန်ယုတ်မှာဒီအကြောင်းလေးတွေပါတယ်စိတ်ဝင်စားစရာလေးတွေပေါ့ အဲ့ဒီမှာ ပြောချင်တာကဘာလို့ဆိုရင်ကြည့်လေထမင်းစီလေးနတ်မနတ်စမ်းတဲ့အခါမှာပြော့သလားမာသလားစမ်းတယ်မဟုတ်လားမှန်ပါပါဗျာစမ်းလို့ရှိရင် ပြော့သလားမာသလားစမ်းလို့ရှိရင် ပထဝီကို တွေ့တာပဲမှန်ပါပါပထဝီရဲ့သဘောကိုစမ်းတာအဲ့လိုမဟုတ်ဘဲနဲ့ပူသလားအေးသလားစမ်းတဲ့အခါကျတော့အပူအေးကိုတွေ့တာပေါ့မှန်ပါပါဗျာဒီထဲကနေပြီးတော့တွန်းကန်နေတဲ့သဘောကို ာယုပြုတဲ့အခါကျတော့ဝါရောကိုတွေ့တာပေါ့ဘောလုံးကိုဆန်းလိုက်လို့ရှိရင်ဘောလုံးလေးကပြန်ဖောင်းတာပြန်တွန်းတဲ့သဘောလေးရှိတယ်မဟုတ်လားမှန်ပါပါအဲ့ဒါမျိုးကိုဆန်းရင်ဣဒလာမာဒလာတို့ဆန်းတဲ့အခါမှာခုနတွန်းကန်တဲ့သဘောလေးတွေ့လို့ရှိရင်ဝါရောကိုတွေ့တာပေါ့အဲ့တော့ဖုထဘာယုံလို့ဆိုတာဟာပထဝီရေတေဇောရေဝါရောဒါကိုပဲခေါ်တာ ဒါမဲ့ဒီ၃မျိုးလုံးကိုတခါတည်းနဲ့သိနိုင်သလားဆိုမသိဘူးသူကကိုစိတ်ကူးရကိုသိကျင်တဲ့ဟာကိုပဲအာယုံတစ်ခုပဲပြုတယ်ဒါမှမဟုတ်ပြောသလားမသလားစီရင်ပြောရမှာတည်းသိမယ်ပူသလားအေးသလားဆိုရင်ပူတာအေးတာပဲသိမယ်ဟုတ်လားတင်းသလားတင်းသလားရော့သလားလို့ကြည့်မယ်ဆိုလို့ရှိရင်ခဏဝါရောပဲသိမယ်ဟုတ်အဲ့ဒါကြောင့်မလို့ဖွတ်တဲ့ပါယုံလို့ဆိုတာတခြားဟာကိုခေါ်တာမဟုတ်ဘူး ပထဝီတေဇောဝါယောဒီမဟာဘုတ်သုံးပါးကိုခေါ်တာတဲ့အာဘောဆိုတာတော့ဖုဒ္ဓဘာယောမဟုတ်ဒီကြောကြောင့်ထိတွေ့ပြီးစမ်းတတ်လို့မရဘူးတဲ့ဒါဖြင့်တပည့်တို့ရေနေစဉ်ကိုင်းနေကြတာဗျာရေကိုင်းနေတာပဲရေထိလို့မရဘူးလားလို့တွေးမိကောင် တွေးမိကြလိုက်မယ်နော်အေးရေထီးတဲ့အခါကျတော့ဘာတတိပြုမိတာတော့ရေအေးသလားရေပူသလား အေးတယ်ပူတယ်ဆိုတာရေဟုတ်ကဲ့လားမဟုတ်ပါဗျာတေဇောကိုပဲတွေးနေတာရေတွေးတာမဟုတ်ဘူးမှန်ပါဟုတ်ကဲ့လားမှန်ပါဒါဖြင့်ရေကိုပြန်ကနေချလိုက်တဲ့အခါကျတော့ရေရဲ့တုံ့ပြန်မှုတဲ့ပြော့တဲ့သဘောမာတဲ့သဘောမတွေ့ဘူးလားတွေ့ရပါတယ်ဗျာအဲ့ဒါကပထမကိုတွေးတာရေတွေးတာအာဘောကိုတွေးတာမဟုတ်ဘူးတဲ့ဟုတ်ကဲ့လားမှန်ပါဗျာနောက်ရေရဲ့လှုပ်ရှားတုံ့ကန်မှုတွေကိုတွေးတဲ့အခါကျတော့ဝါရောကိုတွေးတာရေတွေးတာမဟုတ်ဘူးတဲ့ ရေးဆိုတာဟာလက်နဲ့စမ်းလို့ရတဲ့အရာမဟုတ်ဘူးဒီလက်နဲ့စမ်းလို့ရနေတဲ့ဟာက ခုနပထဝီပဲစမ်းလို့ရမယ်တေဇောကိုပဲစမ်းလို့ရမယ်ဝါယောကိုပဲစမ်းလို့ရမယ်အဲ့တော့ဒီအဘောဆိုတာကအရေးပြောနေတာသဘောကလေးဟာအစိတ်နဲ့ပဲသိလို့ရတယ်လို့ပြောတာမှန်လားဒါကြောင့်မို့လို့ဒီအဘောဆိုတဲ့ဟာဒီဖွတ်တတ်ပါရုံနဲ့မှမပါဘူးလို့ပြောတာเนาะ ေကောင်းပြီရေတောက်တဲ့ခါမှာလဲရေအေးအေးလေးတောက်ချင်တယ်တို့ပူပူလေးတောက်ချင်တယ်တို့ဆိုဟာတေဇောပဲလုံနေတာပဲဟုတ်တယ်မဟုတ်လားအရေးဖြစ်နေတဲ့သဘောလေးကိုပြောတာမဟုတ်ဘူးတဲ့အရေးဖြစ်နေတဲ့သဘောကအာဘောလေးကအဲ့ဒါထိလို့မရဘူးလို့ပြောတာနော်အေးကောင်းပြီဒါကြောင့်မို့ရူပယုံတတ္တယုံကဏ္ဍယုံရတ္တယုံဖွတ်တတ်ပါယုံဒါတွေကယုတ်တရားတွေကြီးပဲမဟုတ်လားမှန်ပါပါဗျာ မနေ့ကပြောထားခဲ့တဲ့ယုတ်တရားတွေကလည်းအချီပဲရူပယုံတတ္တံကာဏဟောရတ္တဖုတ်တတ်ပါယံနောက်ဆုံးမှာအာလုံးစိတ်နဲ့သိလို့ရတဲ့အာယုန်ဤမှန်သမျှနိဗ္ဗာန်အပါဝင် အမည်ပညာတည်းအပါဝင်စိတ်တည်းစေတသိက်တည်းစိတ်ကိုလည်းစိတ်နဲ့သိလို့ရတယ်စေတသိက်ကိုလည်းစိတ်နဲ့သိလို့ရတယ်နော်နန္တရားတွေကိုလည်းတခြားနန္တရားနဲ့သိလို့ရတယ် ဲ့ဒီလိုသိလို့ရတဲ့အာယုံဖြစ်တာတွေအကုန်ပေါင်းပြီးတော့ဓမ္မယုံလို့ခေါ်တာဒါဖြင့်ကံမြင့်ဓမ္မယုံကြတော့ဘာကြောင့်ခေါ်တာဒါကတော့တရားဓမ္မကို အာယုံယူတဲ့နေရာဖြစ်လို့ဓမ္မယုံခေါ်တာစာထဲမှာပါတဲ့အာယုံ6ပါးထဲမှာပါတဲ့ဓမ္မယုံဆိုတာစိတ်နဲ့သိလို့ရတဲ့အခြားအာယုံနေလို့ပြောတာเนาะမှန်ပါပါဗျာစိတ်နဲ့သိလို့ရတယ် တတ္တယုံဆိုတာဈာတိစိတ်နဲ့ပဲသိလို့ရတယ်ပေါ့ဈာတိစိတ်အခြေခံပြီးတော့သိတယ်ပေါ့နော်ဈာတိစိတ်ကအဓိကသိတယ်ထို့တူပဲအော်ခန္ဓာယုံနံတိစိတ်ရတ္တယုံလယတိစိတ်ဖုဒ္ဒပါယုံထိတိစိတ်အဲ့ဒါတွေကအခြေခံပြီးတော့ကြံတဲ့ဟာတွေကြတော့ဓမ္မယုံဓမ္မအာယုံဒီဓမ္မဆိုတာဒီတရားကိုပြောတာမဟုတ်ဘူး အခြားစိတ်နဲ့တည်လို့ရတဲ့အာယုန်တွေအတွေးတွေမှာပေါ်လာတဲ့အာယုန်တွေမှန်သမျှကိုအကုန်ဓမ္မယုံလို့ဒီလိုခေါ်လိုက်တာရုပ်အလုံးဒီထဲမှာခေါဏရူပတ္တရကဏ္ဍရတ္တဖွတ္တပဆိုတာကလွဲရင်ဉာဏ်နဲ့ယုတ်တွေအကုန်လုံးဓမ္မထဲမှာပါသွားတယ်မှန်လားပါစိတ်တွေအာလုံးဒီထဲမှာပါသွားတယ်စေတသိက်တွေအာလုံးဒီထဲမှာပါသွားတယ်ပညာတွေအားလုံးဒီထဲမှာပါသွားတယ်နောက်ဆုံးနိဗ္ဗာန်ထီအောင်ဒီထဲမှာပါသွားတယ်လို့ ဒီလိုမှတ်ရမယ်အဲ့တော့အာယုံ6ပါအာယုံ6ပါနဲ့ဝဋ္ထယုတ်6ပါအဲ့ဒီနှစ်ခုဟာအမတန်မှအရေးကြီးတယ်တဲ့စိတ်ဖြစ်တာကိုရှင်းပြဖို့ရအတွက်အဲ့ဒီ6မျိုးစီကို သိထားဖို့လိုအပ်တယ်လို့ပြောတာနော်မှန်ပါပါဒီ6ခုစီကို သိထားအောင်